မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်ရန်ကုန်တိုင်းတောင်တကုန်းမြို့နယ်မောင်းမကန်လမ်းပေါ်မှာရှိတဲ့အေယာဝန်ရဲကင်းဂိတ်စခန်းလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီးရဲတပ်ဖွဲ့ဝင်တအူးသေဆုံးခဲ့ကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့နဲ့နေဆက်သူကပြောပါရတယ် ဂျွန်လ20ရက်နေ့ည7:00နာရီကျော်ကလက်ပစ်ပုံးနှလုံးနဲ့ပြစ်ခတ်ကြက်ခိုက်ခံရတာဖြစ်ပြီးစစ်လိဝယ်ပြီးပြန်လာတဲ့ရဲတပ်ဖွဲ့ဝင်တအူးလက်ပစ်ပုံးထိမှန်ကနေရာမှာတဲ့ပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့နောက်တလုံးကရဲကင်းပင်းနာကြပြီးရဲတပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရှိသွားတယ်လို့တိုက်ခိုက်ခဲ့တဲ့မျိုးပြပြောက်ကြားတော်လိုင်းတပ်ဖွဲ့ကဘုံနိုင်ကပြောပါတယ်အခုတိုက်ခိုက်ခံရတဲ့ရဲစခန်းနားမှာလုံခြုံရေးတွေတင်းတင်းကြပ်ကြပ်ချထားတဲ့ကြားကအခြေအနေကိုစောင့်ကြည့်ပြီးအခုလိုတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အခုတိုက်ခိုက်ခံရမှုမှာရဲတပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုနဲ့ပတ်သက်ပြီး TV အနေနဲ့တရားအတည်ပြုနေစေဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ညကလည်းရွှေပြည်သာမြို့မှာရဲစခန်းကို TBL မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့ကလက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ရဲတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိခဲ့တယ်လို့ရဲကုန်မြို့ခံတွေစီကသိရပါတယ်ရှင်။ ထိုင်းနိုင်ငံရောက်နေတဲ့စစ်ပေးဒုက္ခသည်တွေကိုတရားဝင်လုံလုံခွင့်ပေးဖို့ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းတွေကိုကူညီထောက်ပံ့ပေးနေတဲ့ဘန်ကောက်အခြေဆိုင်သဘောထားကွန်ဆော့တန့် TBC ကတိုက်တွန်းလိုက်ပါတယ်။မနေ့ကကြာရောက်တဲ့ကမ္ဘာဒုက္ခသည်များနေ War Refugee Day မှာအဲ့ဒီလိုထုတ်ပြန်တိုက်တွန်းလိုက်တာပေါ့ဒုက္ခသည်တွေကိုတရားဝင်လုံလုံခွင့်ပြုလိုက်ရင်ကိုမိသားစုကိုကိုပြန်ထောက်ပံ့နိုင်ပြီးရောနေလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေါ်မှီခိုနေရတာကိုလျှော့ချနိုင်မယ်လို့ထောက်ပြပါဗျာ ။ဒါပြင်ဒုက္ခသည်တွေအနေနဲ့ဒုက္ခသည်စခန်းတွေရဲ့ကန့်သတ်ချက်တွေအလွန်မှာဂုံတိတ်ခါရှိပြီးရေရှည်တည်တဲ့နဲ့ဘဝတွေကိုတိဆောက်ဖို့အခွင့်အလမ်းတွေရတဲ့နယ်လို့လဲဆိုပါရယ်။ထိုင်းနိုင်ငံကဒုက္ခသည်တွေကိုအဲ့ဒီလိုအလုံးလုံးခွဲပေးလိုက်ရဲ့အကူအညီတွေပေါ်မှာမှီခိုတာရှော့ချနိုင်ပြီးမြန်မာနိုင်ငံကအစ်စ်ဆောင်၃တန်းခွဲကျော်ကိုပို့ပြီးထောက်ပံ့နိုင်မယ်လို့လဲထုတ်ပြန်ချက်မှာပါရှိပါရယ်။ ထိုင်းဆိုရနဲ့နိုင်ငံတကာတိုင်ဝိုင်းအနေနဲ့ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်တွေအတွက်ကူညီထောက်ပံ့မှုနဲ့အခွင့်အလမ်းတွေတိုးမြင့်ပေးဖို့လဲ TBC ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းတိုက်တွန်းထားပါတယ်ရှင်။လာမယ့်ဂျွန်လ30ရက်နေ့ဒီမိုးများနိုင်ပြီးကမ်ဘာပြိုကျမှုတွေဖြစ်ပေါ်နိုင်တာတွေကြောင့်ညကမ်ဘာပေးနေထိုင်သူတွေအနေနဲ့ဘေးလွရာကိုပြောင်းရွှေ့နေထိုင်ကြဖို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတိုက်တွန်းပြောဆိုပါရယ်ကေခိုင်သတင်းပေးပို့ထားပါရယ်ရှင် လာမင်းဇွန်လ20ရက်နေ့ကနေ30ရက်နေ့အထိစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းအချစ်ဘက်အချမ်းနဲ့ရခိုင်ပြည်နယ်တွေမှာမုံများနိုင်တယ်လို့မုလဝတ္တပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်တိုင်းဒါချက်တွေအရာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်အနီးကုန်းတွင်ပိုင်းထဲမှာလေပြင်းအားနဲ့ရဝတ်အသည်လေပွေလိုင်းတစ်ခုဟာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တာကြောင့်ဇွန်လ30ရက်နေ့အထိမုံများနိုင်တာပါလို့သူကဆက်ပြောပါတယ် ဒါကြောင့်ဘင်္ဂလားပင်လယ်အော်မှာအနောက်တောင်မုတ်တုံလေအာကောင်းရာကနေအာအလုံးကောင်းတဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်လာနိုင်ပြီးမုတ်ပိုများနိုင်တဲ့အတွက်ကံပါပြူကျနိုင်တာတွေဖြစ်ပေါ်နိုင်တာကြောင့်သတိထားဖို့လိုအပ်တယ်လို့ဆိုပါတယ်။အေယော်ဝီနီတက်လာပြီဆိုလို့ရှိရင်အဲသူကကျွင်းရေမှတ်ကိုတော့မရောက်ဘူးအဲ7ပြီ15ပြီရနေပြီးတော့ပေ20လောက်အထိလိုတာတော့ရှိတယ်သူတော့အဲ့ဒီမှာရေရှိကျန်သွားတာတွေမြေကြီးထိုးတာတွေအဲ့လိုတွေဖြစ်ပြီးတော့ကံပါပြူတာတွေက ဖြစ်တယ်အဲ့တော့ကမ္ဘာနဲ့နေတဲ့ဒေသတွေတတိထားဖို့တို့ရဲ့အခုအချိန်မှာကတော့ကမ္ဘာပြိုကျပြီးတော့အိမ်တွေပြိုပြီးပါသွားနိုင်တဲ့အနေ နေရာတွေကပြည်သူတွေအနေနဲ့ကတော့ပြေလို့ရအောင်ရွှေ့ထားပြောင်းထားဖို့လိုအပ်တာကြီးမယ်ဆမပြူအောင်မယ်ဆိုလို့ရှိရင်သူကအဲကြောင်းအရင်ပေါ်တယ်အဲကြောင်းအရင်ပေါ်ပြီးတော့မှကန်းနဲ့နေတဲ့နေရာနေပြီးတော့ကမပြူတဲ့ဥစ္စာအတန်းအခြေကြီးကြီးကြားရတယ်ဝုန်းဝုန်းနဲ့အတန်းအခြေကြီးကြီးကြားရပါတယ်ဒီလိုအန္တရာယ်ရှိတဲ့နေရာတွေဒီဟင်းစားဝင်းကြီးဟင်းစားရဲ့မိခံပြီးနေတဲ့ဒေသတွေခုနညောင်တုံးအခုအင်္ဂဘူးအစားတဲ့ဒေသတွေအဲ့ဒီနေရာတွေမှာတည်ထားပါမယ် ဒါအပြင်ဧရာဝတီမြင့်ဖြားဒေသတွေနဲ့ချင်းတွင်းမြင့်ဖြားဒေသတွေမှာလည်းမိုးဆက်လက်လျှော့သွန်းပြီးမိုးရေချိန်များနိုင်ကမြင့်ရည်လည်းဆက်လက်မြင့်တက်လာနိုင်ခြင်းရှိတယ်လို့ဆိုပါတယ်။ဇွန်လ20ရက်နေ့နနက်7:00နာရီလောက်မှာလည်းပဲခူးတိုင်းတောင်ငုံမြို့နယ်အတွင်းမိုးများပြီးတော့ကပောင်းချောင်းရေရှမ်းပြီးကြေအော်တွေမှာလက်တပြက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါကြောင့်တောင်ငုံမျိုးအနောက်ဘက်ရေချမ်းရှာရကုန်းကင်းစိတ်စတဲ့ကြေော်တွေအပောင်းဝင်လျှက်တပြက်ရေကြီးမှု ဖြစ်ခဲ့တဲ့ကြေော်စီရောလောက်ကဒေတာခန့်တွေဟာဘယ်လိုရောက်ကိုရည်ရွှေ့ပြောင်းနေရတယ်လို့ဆိုပါတယ်။တောင်ပေါ်မှာမိုးလာပြီးတောင်ကြီးရဲ့ပေါင်းမျိုးရောဒီဘယ်ဘဲချောင်းကနေပေါင်းဆက်ပြီးလာဆက်လာတဲ့ကြေပေါ်ဒါတော့တောင်ကြီးရဲ့ပေါင်းပါ့မို့။ညစနေလောက်နေအကြီးတက်တာပေါ့။ညတက်ပြီးတက်ကြလိုက်တက်လိုက်တက်ကြလိုက်တက်လိုက်အဲ့လိုဖြစ်ပြီးတော့ဟိုစနေလောက်မှကြီးသွားတာ။ဒီမနေ့စနေလောက်မှာဒီပြေလောက်တောင်မှာဘာမှမချောင်းဘူးတော့။ ဝင်ရတက်လဲဆိုရင်အခုကင်းစိတ်ပေါ့ကင်းစိတ်ရဲ့ဒီကမင်းကြီးကကင်းစိတ်ပေါ့ဘယ်ရတော့ဘုလို့တော့လေတော့ဒေတာဟိုမူရရင်နည်းနည်းနဲ့ကြောက်ဖို့ပေါ့လေမူရမယ်ဆိုရင်ရေထကျိုးချင်ရရှိရင်လည်းဘာလို့ရအောင်မစင်းသွားဆုံးပေါ့နော်ဒါရှိရတော့ရေကြွားရပြီ ဒါအပြင်တောင်ငုံမြို့စူတဲ့လျော်လေးကြောင်တရာနဲ့လက်ခုပ်ကုန်းတရာတွေဟာရုတ်တရက်ရေတိုးလာတာတွေကြောင့်ကျိုးကျပျက်စီးသွားတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့မိုးစလာကလည်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုန်တုံလေးအားကောင်းနေတာကြောင့်မြန်မာကန်ရုံတဲ့တခြားနဲ့ကန်လွန်ပင်လယ်ပြင်တွေမှာမိုးသက်လေပြင်းတွေကြောင်းနိုင်ပြီးလိုင်းကြီးနိုင်တယ်လို့ဒီကနေ့ဇွန်လ20ရက်နေ့မှာသတိပေးကြေညာချက်ထုတ်ပြန်ထားပါတယ် မိုးတက်လေပြင်းကြားစဉ်ရေပြင်းမြေပြင်းလေဟာတနာယီကို မိုင်30အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာဆေးဘဲကနဲ့ဆင်းနပေလောက်ရှိနိုင်ရလို့ဆိုထားပါတယ်။ကျမကကေခိုင်ပါ မလေးရှားနိုင်ငံတရားရုံးချုပ်ဟာနိုင်ငံတော်ရန်ပုံငွေ 1MDB အရှုပ်တော်ပုံမှာငွေကြေးခွာချမှုဆွဲချက်တွေနဲ့ထောင်ချခံထားရတဲ့ဝန်ကြီးချုပ်ဟောင်းနာဂျက်ယာဇက်ကိုပြစ်မှုကနေလွှတ်ပေးလိုက်ကြောင်းဒါပေမဲ့လုံဝတရက်တွေလွတ်မြောက်တာတော့မဟုတ်ကြောင်းနာဂျက်ရဲ့ရှေ့နေကဂျွန်လ20ရက်နေ့တောက်ကြနေမှာပြောဆိုခဲ့ပါတယ်။နာဂျက်ဟာမလေးရှားဖွံ့ဖြိုးတိုးတက်ရေးအများနဲ့ဆိုင်တဲ့ကုမ္ပဏီရဲ့လုပ်ငန်းခွဲဟောင်းဖြစ်တဲ့ SRC International ကရန်ပုံငွေတွေကိုအလွှဲသုံးစားလုပ်ခဲ့ခြင်းကြောင့်အကျင့်ပြတ်ချစားမှုနဲ့ ်ဝေကြီးခွာချမှုဆွဲချက်တွေအတွက်အပြစ်ရှိကြောင်းတွေ့ရှိခဲ့လို့2022ခုနှစ်ဩဂတ်လမှစပြီးထောင်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။ မလေးရှားနဲ့အမေရိကန်အာဏာပိုင်တွေရဲ့အဆိုအရရှုပ်ထွေးပြီးကမ္ဘာ့နှံ့ကျေပြန့်တဲ့စီမံကိန်း project ကနေဒေါ်လာ4.5ဘီလီယံလောက်ခိုးယူခံခဲ့ရတယ်လို့ဆိုပါရယ်။လုံထုံးလုံနီးနောက်နေမှုတွေကြောင့်2019ခုနှစ်ကတည်းကအမှုကိုအကြိမ်ကြိမ်ရပ်တန့်နေခဲ့ပြီးကွာလာလမ်ပူတရားရုံးချုပ်ဟာတရသေးလွှတ်ခြင်းမဟုတ်တဲ့ပြစ်မှုမဖြတ်သိမ်းဘဲလွှတ်ပေးဖို့နာဂျီရဲ့တောင်းဆိုချက်ကိုခွင့်ပြုပေးလိုက်တယ်လို့နာဂျီရဲ့ရှေ့နေမိုဟာမက်ရှက်ဖီအဗဒူလာကသတင်းတောက်တွေကိုပြောခဲ့ပါရယ်။ နာဂျီဟာ SRC International က Ringgit 28တန်ဒေါ်လာ6.4တန်အလွှဲသုံးစားလုပ်မှုနဲ့ငွေကြေးခွာချမှု၃ခုကိုလည်းရင်ဆိုင်နေရတာပါ။တောက်ကြနေစီရင်ချက်ဟာနာဂျစ်ကိုတည်သွင်းထားတဲ့ 1MDB ဆိုင်ရာဆွဲချက်တွေကိုဒုတိယကြိမ်ပဲဖျက်လိုက်တာဖြစ်ပါရဲ့ရှင်။တီဗီအုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်